အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီထည့်ထားတဲ့ပုံမြင်လေးကတော့စရဲသားကြီးကိုရောက်ရှိလာခဲ့တဲ့စန်တာဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအနာပါရိုဇလီနာဆိုတဲ့မင်္ဂလာကတော့မျိုးစီတခုမှသူရဲ့မိခင်ဖြစ်သူအိုင်ရှာနဲ့အတူတူနေထိုင်နေခဲ့ပါတယ်ရိုဇလီနာရဲ့ဖခင်ဖြစ်သူကတော့လွန်ခဲ့တဲ့နောက်အနေငယ်အရင်ကပဲယောဂဝေဒနာဇောရီကိုခံစားခဲ့ရတဲ့အကြောက်ွယ်လွန်သွားခဲ့ပါတယ် အင်းရဲ့ဇဝဲလေးကိုဖြည့်ရှင်ပေးဖို့အတွက်နဲ့တမီလေးကိုကြောင်းဆက်ထားနိုင်ဖို့အတွက်မိခင်ဖြစ်သူကမြို့မှာရှိတဲ့အင်ဂျီတွေမှာအလုပ်လိုက်လုပ်ပါရီ။တမီဖြစ်သူကတော့ရက်ကွက်ထဲမှာရှိတဲ့အစိုးရအကြောင်းတချောင်းမှာပညာသင်ရှူနေခဲ့ပါရီ။မေမေရေးကျောင်းမှာဆရာမပြောလိုက်တယ်ဒီလား။တမီတို့ရဲ့အဝတ်အစားတွေကအခုဆိုရင်ဟောင်းနားနေပြီတဲ့အဲ့ဒါကြောင့်အဝတ်အစားအသေးဝယ်လာခဲ့ရမယ်လို့ပြောတယ်။တမီအမေရဲ့ကျောင်းသွားရင်ဝင်နေတဲ့ကျောင်းဝတ်ဆောင်ကအတော်လေးကိုဟောင်းနားဆုပ်ပြတ်နေပြီအမေရဲ့။အိမ်မကြခင်မှာ Christmas ကလည်းရောက်ရှိလာတော့မှလေး ဆွဲတာအစ်စ်လည်းဝစ်ပြီးတော့ကြောင်းတော့ရမယ်။အော်တမီးရဲ့အမေရှိမအခုရှိတဲ့ပတ်စံနဲ့အမေလည်းအိမ်အတွက်လိုအပ်ကြတာတွေကိုဝယ်လိုက်ပြီ။အခုတော့အမေရှိမပတ်စံတပြားတစ်ချမ်းမှမကျန်တော့ဘူး။နောက်လာဆိုလို့ရှင်တော့အမေလာစာရခဲလိမ့်မယ်။အဲ့ဒီခါကျရင်တော့ဝယ်ပေးမယ်နော်။နောက်လာဟုတ်လားအမေ။နောက်လာဆိုလို့ရှင်တော့အတော်လေးကိုနောက်ကျသွားတော့မှာပဲအမေရဲ့နောက်လာအထီးဆိုရင်တော့ရှားဒီဥတုကအခုချိန်မှာအရန်ကိုအေးနေရလေးမမေ။ဒီဇင်ဘာလလည်းဖြစ်တဲ့ခရစ်စမတ်ပွဲတော်ကလည်းရောက်ရှိလာတော့မှာ။ ။သမီးတို့အကြောင်းမှလည်း Christmas ပွဲတော်နဲ့ပတ်သက်ပြီးပွဲတွေကိုစီစဉ်ထားသေးတယ်။ဆရာမကပြောတဲ့အဝေးကောင်းကောင်း၊ဖနက်ကောင်းကောင်းပြီးတော့အုတ်ထုတ်ကောင်းကောင်းစောင်းလာတဲ့သူတွေကိုပဲပွဲတော်မှာပါဝင်ဆင်နွှဲခွင့်ပေးမယ်။မမေသမီးလည်းအဲ့ဒီပွဲကိုကျင်းသေးပါဝင်ရောက်ရှင်ပြရခြင်းနဲ့။သမီးသမီးဘာပြောချင်နေလဲဆိုတော့အမေကောင်းကောင်းသိရယ်ဒါပေမဲ့သမီးလည်းနားလေပေးရမယ်လေအမေလည်းတလောက်ကိုငွေလေး6000လောက်ရတာဒီငွေနဲ့အမေဘော်ရီကိုလိုက်ပြီးတော့လှုပ်ပေးနေအောင်ပါလေ အမေကလဆာရပြီးနှစ်ရက်ဆိုတာနဲ့ပတ်စံတွေအကုန်လုံးကိုတုံးဆွဲပြစ်နေရတာကုံသွားရောရပါတယ်အမေရဲ့ကိစ္စမရှိဘူးထားလိုက်ပါတော့သမီးမကရှိတဲ့အဝိစာအဟောင်းအဆုပ်လေးတွေကိုပဲဝတ်ပြီးကြောင်းသွားလိုက်ကြမယ်နော်ဒီနှစ်ကတော့ဘာပြိုင်ပွဲမှလည်းဝင်ပြီးတော့မရှင်ပြိုင်နေတော့ပါဘူးသမီးလေးရဲ့အမေရဲ့မတတတာမှုတွေပေါ့အမေကိုခွင့်လွှတ်ပါကွယ်အမေကိုခွင့်လွှတ်ပါအမေရဲ့ဒုက္ခပါပဲ။ဘာဖြစ်လို့များတောင်းပန်နေရတာလဲ။အမေတောင်းပန်စရာမလိုပါဘူး။အမေကိုယ်တိုင်လည်းဘလောက်တောင်မှဒုက္ခရောက်နေလဲဆိုတာကိုသမီးကောင်းကောင်းသိပါရဲ့ အဖေမရှိတော့တဲ့နောက်အမေတယောက်ထဲသမီးကိုစောက်ရှောက်ပေးနေရတာကလွယ်ကူတဲ့ကိစ္စတခုမှမဟုတ်ကြအမေရဲ့အမေခက်ခက်ခက်ခဲနဲ့ပတ်စံကိုရှားရတယ်။သမီးရဲ့ပညာရေးကိုလည်းအမေကိုယ်တိုင်ပဲဒီလောက်တောင်ကြိုးစားရုန်းကန်ပေးနေရပဲ။အမေဘောင်ကလည်းအရင်ကြီးစိုးရင်ပူပန်မနေပါနဲ့။အခုချိန်ကစပြီးသမီးကျောင်းကနေအိမ်ကိုပြန်လာတဲ့ခါကျရင်အမေနဲ့အတူတူအလုံးလိုက်လုပ်ပေးမယ်နော်။သမီးပတ်စံအနေငယ်ရလာတဲ့ခါကျရင်တော့သမီးတုံးဆွဲဖို့အတွက်နည်းနည်းငွေထွက်လာတာပေါ့။သမီးလိုအပ်တဲ့အဝတ်အစားတွေစာအုပ်တွေကိုလည်းအဲ့ဒီငွေနဲ့ဝယ်လို့ရတယ်။ ။သမီးရေဒီအတွက်ဆိုလို့ရှင်တော့အမေတထဲကြီးနဲ့စကားပြန်ပြောမှဖြစ်နိုင်မယ်။ကောင်းပါပြီအမေရဒါဆိုလို့ရှင်တော့ပြန်ပြောလိုက်လေ။သမီးလေးကတော့သူရဲ့မိခင်ဖြစ်သူဘလောက်ကြောင့်မှစိုးရင်ပုံပန်နေလဲဆိုတော့ကိုကောင်းကောင်းသိပါရီ။သူကတော့သူရဲ့အမေကိုထပ်ပြီးတော့စိုးရင်ပုံပန်အောင်မလုပ်ချင်ခဲ့ပါဘူး။ဒီဇင်ဘာလဖြစ်နေခဲ့ပြီးတော့အပြင်မရာသည့်ဥဒုအခြေအနေကလည်းတော်တော်လေးကိုအေးနေခဲ့ပါရီ။သူမစီမအိမ်ကြီးအဆောက်အပြဲလေးတွေပဲရှိပါရီ။သူမရဲ့မိခင်ဖြစ်သူကသူမကိုအဝတ်အစားအစ်စ်တွေမဝယ်ပေးခဲ့တဲ့အခါမှာတော့ အင်းကြီးအဟောင်းအဆောက်လေးကိုပဲဝတ်ပြီးနောက်နေ့တို့မှကျောင်းသွားလိုက်ပါရီကျောင်းမရှိတဲ့ကျောင်းသူကျောင်းသားတွေအကုန်လုံးကတော့အဝိစာအသက်တွေကိုဝတ်လာခဲ့ကြပါရီတို့မတရားထဲကသာဆွဲတာအဟောင်းလေးနဲ့အင်းကြီးအဟောင်းကိုဝတ်ပြီးကျောင်းကိုရောက်ရှိလာခဲ့ရပါတို့မကျောင်းရောက်သွားတဲ့အခါမှာစိတ်ပြဝနေစွာနဲ့ခေါင်းလေးငုပ်ပြီးအနောက်ဆောင်တန်းမှာသွားထိုင်နေခဲ့ပါရီကျောင်းသူကျောင်းသားတွေကတို့မကိုကြည့်ပြီးလောင်ပြောင်းတယောနေခဲ့ကြတာပေါ့ခဏနေတော့ဓမ္မဆရာမဝင်လာခဲ့ပြီးပြောလိုက်ပါရီကဲခလေးတို့ရေအတန်းစားကြရအောင် ကဲနေရဘလို့ဖြစ်တာလဲရိုဇလီနာနေအရင်တော့ကပုံစံအတိုင်းပဲအဝိဇ္ဇာအဟောင်းအဆောက်တွေကိုဝစ်လာခဲ့ပြန်ပြီလားငါအဝိဇ္ဇာအစ်စ်ဆွဲတာအစ်စ်ဝစ်လာရမယ်ဆိုပြီးတော့မှားထားတယ်လေဟောဆီယမားတကယ်တော့ဒီအချိန်မှာဒီအခန်းလေးမှာရှိတဲ့နောက်ထပ်မိန်ကလေးတယောက်ကပြောလိုက်ပါတယ်ဆီယမားကလည်းသူ့အရန်ကိုဆင်းရဲတယ်သူ့မိရှိမသူ့ကိုဆွဲတာတွေအင်းကြီးတွေအစ်စ်ဝယ်ဖို့အတွက်ပတ်စံမရှိတော့ဘူးမနေ့ကတော့ကကျမအမေနဲ့အတူတူကျမလည်းအဝိဇ္ဇာအစ်စ်တွေဝယ်ဖို့အတွက်ဆိုင်တဆိုင်ကိုသွားခဲ့ရလေ အဲ့ဒီဆိုင်မှာသူ့အမေကတန်ရှင်းရဲ့ဝင်ချမ်းလုပ်နေရသူ့အမေကတန်ရှင်းအလုပ်သမားဆိုတော့ဆရာမပဲပြောကြည့်တန်ရှင်းရဲ့အလုပ်သမားလုပ်နေတဲ့သူတယောက်ကသူ့ရဲ့သားသမီးကိုကောင်းကောင်းထားနိုင်ပါတော့မလားရိုဇလီနာကတော့အတော်လေးကိုဝမ်းနေသွားခဲ့ပါတယ်တဖက်အဝေးစားဆိုင်မှာတထဲကြီးရဲ့ကျမသမီးလေးကဆိုင်မှာရက်အနေငယ်တော့အလုပ်လာလုပ်ချင်တယ်ဆိုပြီးတော့ပြောနေရဟိုတကယ်တော့သူတို့အကြောင်းမှပြိုင်ပွဲတစ်ခုကျင်းပဖို့အတွက်ရှိတယ်လေခရစ်စမတ်နေ့ကလည်းတိတ်မကြခင်လာတော့မှဆိုတော့ပြိုင်ပွဲတွေကျင်းပနေတယ် ကျွန်မတို့ပတ်စံလိုအပ်နေလို့ပါ။ကောင်းပြီလေရတဲ့ကိစ္စမရှိဘူး။နောက်တော့ကိုတရက်ကိုငွေတရာလောက်ကတော့ပေးမယ်။သဘောတူတယ်ဆိုလို့ရှိရင်တော့ခေါ်လာခဲ့လိုက်။ဒီလိုနဲ့အရင်နေ့ကနေစပြီးတော့ကျွန်မကလည်းဆိုင်မအလုပ်သွားလုပ်ခဲ့ပါရီ။ကျွန်မဆိုင်ကိုလာရောက်ဝယ်ယူခဲ့ကြတယ်။ဖောက်တယ်တွေကိုရေးတိုက်ပါရီ။တန်ရှင်းရေးလုပ်ပါရီ။ကျွန်မလုံးနိုင်သမျှအလုပ်တွေအားလုံးကိုတေးချလုပ်ကိုင်းပေးခဲ့ပါရီ။ဒီဆိုင်ရဲ့အခြေတည်းကဆိုင်မာကတော့ဆွဲတာရီအများကြီးချိတ်ဆွဲပြီးရောင်းချနေခဲ့ပါတယ် အဲ့ဒီထဲကဆွဲတာတစ်ထည်ကိုတော့သူမတော်တော်လေးသဘောကျနေခဲ့တာပါရိုဇလီနာကိုတိုင်ကလည်းအဲ့ဒီဆွဲတာလေးကိုအရှမ်းကိုဝဲချနေခဲ့ပါတယ်ဒါကြောင့်သူကလည်းသူ့အမေကိုဒီအကြောင်းပြောပြလိုက်ပါတယ်မမေသမီးအဲ့ဒီဆွဲတာလေးအရန်ကြိုက်တယ်တိလားဘလောက်ကြောင်မှလှလဲဆိုတာကြည့်ပါအောင်မမေရဲ့လှတယ်သမီးရဲ့ဒါပေမဲ့အမေတို့စင်ရဲသားတွေအတော်မဟုတ်ဘူးလေအမေတို့ရှိမှအလောက်ထိပတ်စပ်မရှိဘူးဆိုတာသမီးလည်းသိရမဟုတ်လားအမေကလည်းသမီးတို့တစ်ခေါက်လောက်အဲ့ဒီဆိုင်ကိုသွားပြီးတော့ဆွဲတာကဘလောက်နဲ့ရောင်းတာလဲဆိုပြီးတော့မေးကြည့်ကြမယ်လေအေးပါအေးပါဟုတ်ပြီ အမေတို့အလောက်ကနေပြန်တဲ့အခါကျရင်တော့အင်ကိုပြန်နေရင်းနဲ့သွားမေးတီးကြမယ်လေနော်။သူတို့အလောက်ကနေဆင်အင်ကိုပြန်နေခဲ့တဲ့အခါမှာတော့အရှိကဆိုင်ကိုဝင်သွားခဲ့ကြပါရဲ့။သူတို့သွားမေးကြည့်ခဲ့တဲ့အခါမှာတော့ငွေ2000ကျားတယ်ဆိုတော့ကိုတီးခဲ့ရပါရဲ့။ကဲတမီးအခုသိပြီမလား။ဘလောက်ကြာမှဈေးကြီးလိုက်တလဲဆိုတော့ဈေးသက်သာတဲ့ sweater တစ်ထည်ကိုပဲရောင်းလို့ဝယ်ရမယ်နော်။ဒီလောက်ဈေးကြီးတဲ့အဝတ်အစားတွေကိုဝတ်ဖို့ဆိုတော့ကအမေတို့တတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးတမီးရဲ့။ ဒီလိုနဲ့ပဲ channel ငယ်ကောင်းဆုံးသွားခဲ့ပါတဲ့တိတ်မကြခင်မှာ Christmas ပွဲတော်ရောက်ရှိလာခဲ့တော့မှာပါအခုရက်အနေငယ်ပဲကြံတော့တဲ့ငါဆုတ်ထားတဲ့ပတ်စံတွေဘယ်လောက်ကြာမှရသွားပြီလဲဆိုတော့ကိုလည်းငါကြည့်ရအောင်မယ် Rosalina ကလည်းပတ်စံတွေဆုတ်ပြီးကြည့်ခဲ့တဲ့အခါမှာငွေတစ်ထောင်ပဲရပါသေးတယ်ဒီလိုနဲ့တရမှာသူမကတော့သူ့အမေနဲ့အတူတူဈေးကိုသွားဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်သူတို့ထွက်တော့မယ့်အချိန်မှာပဲအိမ်ပိုင်ရှင်ရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်အာအိမ်ပိုင်ရှင်စီဘာကိစ္စရှိလို့လဲရှင်အေ ငါအနည်းကိုအင်္ဂလားစတိုးပြီးတော့ကောက်မယ်ဆိုတဲ့အကြောင်းကိုပထမတည်းကပြောထားတယ်လေ။အဲ့ဒီတော့ကဒီလားကနေစပြီးတိုးကောက်မယ်လို့ပြောထားတယ်။ဘာဖြစ်လို့အင်္ဂလားကတိုးမပေးရသေးရလဲ။အင်္ဂလားကတိုးမပေးဘူးဆိုလို့ရှင်တော့ငါ့ရဲ့ဘောကနေအမြန်ဆုံးဆင်းသွားလိုက်တော့ဒါပေမဲ့ကျွန်မကဒီလောက်ထိပတ်စံနဲ့အများကြီးဘယ်ကနေပေးရမှာလဲရှင်။ကျွန်မစီမအဲ့လောက်ထိပတ်စံအများကြီးရှိတာလည်းမဟုတ်ဘူး။အင်္ဂါကတိုးပေးရရင်တော့ကျမတို့စားတောက်ဖွဲ့အောင်အတော်လေးကိုခက်ခဲကြတဲ့သွားကြလိမ့်မယ်။ကျမသမီးလေးလည်းကြောင်မတက်ရပဲဖြစ်သွားလိမ့်မယ်။ တော်စားမှာဒါရီအကုန်လုံးနဲ့ငါနဲ့ဘာရီများသက်ဆိုင်နေလို့လဲငါအိမ်လာကတိုးပြီးတော့လိုချင်တဲ့နောက်ထပ်ငွေတစ်ထောင်ငါ့ကိုထပ်ပေးရိုဇလီနာကသူမအိတ်ထဲမှာရှိတဲ့ငွေတစ်ထောင်ကိုထုတ်ပေးလိုက်ပါတယ်ရော့ဒီမှာယူလိုက်ပါရှင်ယူပြီးနောက်မှာအိမ်ပါရှင်ကြီးကလည်းပြန်သွားခဲ့ပါတယ်တမီးရဲ့ဒါဘာလုပ်ခဲ့ရလဲတမီးရဲ့တမီးအခုအိမ်ကြီးဘလို့ဝယ်မလဲတမီးပွဲကိုလည်းဆင်နွှဲရအောင်မယ်လေအမေရဲ့အိမ်လာကပေးဖို့ကပိုအရေးကြီးတယ်လေတမီးရဲ့ကံကြမ္မာမှာဒါတမီးကဒီပွဲကိုဆင်နွှဲခွင့်ရမယ်ဆိုရင်တော့ရှာလိုက်မယ် ။ဘာမှလည်းအရန်ကြီးပူပန်မနေပါနဲ့။ဖယားသခင်အစဉ်ပြေအောင်လုပ်ပေးလိမ့်မယ်နော်။နောက်နေ့မှာရိုဆလီနာကတော့စောက်ပြဲနေတဲ့အဝတ်အစားတွေနဲ့အတူတူကျောင်းကိုပြန်သွားလိုက်ပါရဲ့။ကျောင်းမှာပွဲအတွက်ပြင်ဆင်နေကြတာပေါ့။ကောင်လေးတယောက်ကလည်းသူ့ကိုကြည့်ပြီးပြောလိုက်ပါရဲ့။နင်ဒီအဝတ်အစားတွေဝတ်ပြီးတော့လာပြန်ပြီ။အားလုံးဘလောက်လှနေလဲဆိုတော့ကိုနေမမြင်ဘူးလား။အလုံးကအရန်ကိုတောက်ပြောင်းနေပေမဲ့နင်တယောက်ထဲတောင်းစားတဲ့သူနဲ့တူနေရ။နင်တော့ဒီကနေပြီးတော့ထွက်သွားတဲ့နဲ။ကျောင်းမအခုတလောစတဲ့မှမဟုတ်ဘူးနင်လည်းမလာနဲ့ ခရစ်စမတ်ပြီးမှပဲနေပြန်လာခဲ့တော့လေ။သူမကလည်းမြဲရွေကြောက်နေခဲ့ပြီးသူ့အမေစီကိုတွားလိုက်ပါရယ်။တမီးအစောကြီးဘလို့ဖြစ်တာလဲတမီးရဲ့။စိုင်းတစ်ခုလုံးကိုတေးချပြင်ဆင်ထားတာတွေ့ခဲ့ရပါရယ်။သူမအလုပ်တွေကိုပဲလုပ်လိုက်ပါရယ်။ညာဘကြီးသူမအခန်းကနေကောင်းကင်ကိုကြည့်နေခဲ့ပြီးတော့စန်တာစီကနေဆူတောင်းလိုက်ပါရယ်။စန်တာရေးအမေရပြောတယ်။ရှင်ကအားလုံးရဲ့ဆူတောင်းတွေကိုဖြည့်ဆည်းပေးတယ်တဲ့။ကျမရဲ့ဆူတောင်းတွေကိုဖြည့်ဆည်းပေးပါနော်။ကျမအเจ้าမဝတ်ဖို့အတွက်အဝတ်စားအကောင်းရဲ့ဖက်နှက်အကောင်းရဲ့လို့ချင်ပါရယ်။ ။သူမအိပ်ပျော်သွားခဲ့တဲ့အခါမှာသူမရဲ့အိမ်မက်ထဲမှာစန်တာရောက်လာခဲ့ပါရဲ့။စန်တာရဲ့ကျေးဇူးများကြီးတင်ပါတယ်တကယ်ပဲကျမတို့အိမ်ကိုရောက်လာခဲ့ရလား။ကဲခလေးလေးရဲ့ Merry Christmas ပါ။ငါက Christmas နေ့ဆိုရင်တော့မြင်ရလားတက်တယ်လေ။နင်ငေါ့လိုအပ်နေလို့ငါနဲ့စီကိုလာခဲ့ရ။ဒါကတော့နင်ငေါ့စီကနေပြီးတော့တောင်းဆိုထားတဲ့ပြည့်စည်တွေပဲ။ဒါကတော့ငါဘက်ကနေကိုပေးတဲ့လက်ဆောင်တွေ။အခုငါဒီကနေပြီးတော့သွားရတော့မယ်။ငါထွက်သွားမယ်အချိန်ကိုရောက်နေပြီ။ စန်တာထွက်ခွာသွားခဲ့တဲ့ခါမှာသူကလက်ဆောင်တွေကိုဖွင့်ကြည့်လိုက်ပါတယ်လက်ဆောင်တွေကအများကြီးပါပဲမုတ်တွေစားစရာတောက်စရာတွေအဝတ်စားတွေနဲ့အတူတူလက်ဝတ်လက်စားတွေလည်းပါဝင်ပါတယ်သူလည်းပျော်ရွှင်စွာနဲ့သူ့အမေကိုကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်နောက်နေ့သူမအင်ဂျင်ဝတ်စားအစ်တတွေကိုဝတ်ပြီးကြောင်းသွားခဲ့တဲ့ခါမှာအားလုံးအံ့အားသင်ကုန်ကြရပါတယ်သူမဝတ်ထားတဲ့အင်ဂျင်လိုမျိုးပဲသူရှိမှမရှိပါဘူးခရစ်မတ်နေ့မှာသူကသူရဲ့မိခင်ဖြစ်သူနဲ့အတူတူအိမ်မှာခရစ်မတ်ကိတ်ကိုခွဲပြီးအတူတူပျော်ရွှင်စွာနဲ့ပါတီပွဲတွေကိုကျင်းပခဲ့ကြပါသည် နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ Christmas ပွဲတော်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ဂျူလီကတော့ကက်သရင်ရဲ့အိမ်မှာအလုံးလုံးနေခဲ့ပါတယ်။ကက်သရင်ကတော့တော်တော်လေးကိုမောင်းမောင်းလုံးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။သူကဘယ်တော့မှစကားကောင်းကောင်းပြောဆိုလည်းမရှိပါဘူး။ဒါရောမှဂျူလီကတော့ကြိုးစားပန်းစားနဲ့ကက်သရင်ရဲ့အိမ်မှာအလုပ်တွေကိုလုပ်ကိုင်ပေးနေခဲ့ပါတယ်။ဂျူလီရဲ့မိသားစုဝင်တွေကတော်တော်လေးဆင်းရဲရှာပါတယ်။ဂျူလီရဲ့ယောက်ျားဖြစ်သူကလည်းအလောက်ကြမ်းတွေကိုလုပ်ကိုင်နေရတော့တူတူပါ။ ။ဒီမှာကတော့တယောက်ကြားနဲ့တရက်ကလေးနှစ်ယောက်နဲ့အတူတူနေထိုင်နေခဲ့ပါရီ။နေမယောင်းနေအောင်လို့စူးစမ်းပန်းစားနဲ့အလုံးလုံးပြီးနောက်မှာတော့ရရှိလာတဲ့ပတ်စံလေးနဲ့အဆင်ပြေအောင်နေထိုင်နေခဲ့ကြရတာပဲဖြစ်ပါရီ။သိမကြခင်မှာခရစ်စမတ်ပွဲတော်နေရောက်ရှိလာခဲ့တော့မှဖြစ်ပါရီ။ဒီတစ်ခေါက်မှလည်းနှစ်တိုင်းလိုမျိုးပဲခရစ်စမတ်ပွဲတော်အတွက်အိမ်သန့်ရှင်ရည်ကိုတတိယချာလောက်ကင်နေခဲ့ကြပါရီ။ဒါနဲ့တတိယမှကျမအိမ်ပြန်လို့ရပြီလား။ဒီမှာရှိတဲ့အလုပ်တွေအကုန်လုံးကိုတော့ကျမလုပ်လို့ပြီးသွားပါပြီ။ အေးအေးအေးပြန်ပြန်ပြန်ကျင်နေဆိုလို့ရှင်တော့နေပြန်လို့ရပြီဒါပေမဲ့မနှက်ပြန်ကြရင်တော့နေဆော့ဆော့ပြန်လာခဲ့哦ငါစတိုကန်တစ်ခုလုံးကိုလည်းနေကိုတန်ရှင်းလောက်ခိုင်းရအောင်မယ်ဘာလို့လဲဆိုတော့တိတ်ကြခင်မှာခရစ်စမတ်နေ့ကရောက်ရှိလာတော့မှလीငါတန်ရှင်းရှင်းလေးထားရတာဘလောက်တောင်မှကြိုက်လဲဆိုတော့ကိုနင်းလဲသိရမဟုတ်လားအချိန်မီလာခဲ့နော်နောက်ထပ်ရက်အနေငယ်ကြားတဲ့အထိအိမ်တိုင်လုံးကိုတန်ရှင်းလောက်ရမှာဆိုတော့နေဆော့ဆော့လာခိုင်းမှာဖြစ်လိုက်မယ်ပါတီပွဲအတွက်လည်းငါတို့ပြင်ဆင်ရအောင်မယ်ပြင်ဆင်စရာတွေကအများကြီးပဲရှိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီ။ကျမအမြန်ဆုံးလာခဲ့ပါမယ်နော်။ကဲအချစ်ရေအချစ်တခြားလာပါအောင်ရှင်။ကျမနဲ့အတူတူဧည့်သည်ဇယင်းတွေလည်းမှတ်ရအောင်မယ်လေ။မင်းရလေကွာတကယ်ပါပဲ။ငါတရက်ကလေးကြီးပဲအနားယူဖို့အတွက်ရတာ။ဒီတရက်လေးယောက်မှမင်းကအလောက်တွေပဲခိုင်းနေတယ်။ငါ့ကိုတရက်လောက်တော့အေးအေးဆေးဆေးအနားယူခွင့်ပေးစမ်းပါဦး။ကဲကဲကဲကောင်းပြီကောင်းပြီဒါဆိုရင်တော့ငါ့ကိုပြောဘယ်သူတွေကိုခေါ်ရမှာလဲခေါ်ရမယ့်လူဇယင်းတွေအကုန်လုံးငါ့ကိုပြောပြလိုက်။ နင်ရောအခုချိန်ထိဘာရက်လုံးနေရတာလဲဘာရက်ပြီးတော့ကြိတ်နေရလဲငါနေကိုသွားတော့ဆိုပြီးတော့ပြောထားတယ်လीမနေ့ဖြန်ကြရင်တော့ဆော့ဆော့လာရအောင်မေမဟုတ်ဘူးလားအမြန်သွားဟိုတကယ်တော့အမကြီးကျမပြောစရာလေးရှိလို့ပါအဲ့မကြခင်ခရစ်စမန်နေ့ကလည်းရောက်ရှိလာတော့မှဆိုတော့လीကျမပတ်စံနည်းနည်းကြိုးထုတ်ထားလို့ရမလားခလေးတွေကဒီတစ်ခါခရစ်စမန်တစ်ပင်လေးအိမ်မှာထားခြင်းနဲ့ဆိုပြီးတော့ပြောနေကြတော့လीကျမလည်းတို့တို့ကြလောက်ပေးခြင်းတော့ပါပြီးခဲ့တဲ့နှစ်ကတော့ကလည်းကျမတို့ခရစ်စမတ်တစ်ပင်လေးတို့ကမွေးပေးနိုင်ခဲ့ဘူး ကျမသမီးလေးလည်းမနစ်ကနေမကောင်းဖြစ်နေအောင်ဆိုတော့ကျမတို့ခရစ်စမတ်ပွဲကိုတည်ချလဲမစင်နွှဲနိုင်ခဲ့ဘူးလေ။ခလေးတွေကလည်းဒီနေ့မှတော့ခရစ်စမတ်တစ်ပင်လေးနဲ့လှလှလေးခရစ်စမတ်ပွဲတော်ကိုဖြတ်တန်းခြင်းနဲ့ကျမကိုပတ်ဆောင်လေးနဲ့ကြိုထုတ်ပေးထားလိုက်ပါလား။ဒါကုံကျမကိုလာစားပေးတဲ့အခါကျရင်တော့အဲ့ဒီတဲကနေပြန်ဖြတ်လိုက်ပေါ့။အခုနေသွားလိုက်တော့မနေ့ကကျရင်တော့ငါစဉ်းစားပြီးဒီအကြောင်းကိုပြန်ပြောမယ်။အခုလောလောဆယ်ငါဘလောက်တောင်မှအလောက်ရှောင်းနေလေဆိုတော့ကိုနေမမြင်ဘူးလား။ငါတခြားအလောက်ကိစ္စတခုလုပ်ဖို့အတွက်အကြောင်းကိုပြောနေရလေ။ ဂျူလီကလည်းအင်ကိုပြန်လာခဲ့ပါရီကလေးတွေကသူတို့ရဲ့အမေဂျူလီဘယ်အချိန်အင်ကိုပြန်လာကြလဲဆိုတော့ကိုကောင်းကောင်းသိကြပါရီသူတို့အမေအင်ကိုပြန်လာမယ့်အချိန်ကိုကလေးတွေကအမြဲတမ်းပဲစောင့်မျှော်နေတတ်ကြပါရီမမေရေမမေတိလာတမီးရဲ့တငယ်ချင်းမမေကလည်းသူ့အိမ်အတွားဆိုပြီးတော့ခရစ်စမတ်တပင်အကြီးကြီးဝယ်လာတယ်။သူတို့ဒီတစ်ခါပွဲကိုအကြီးကြီးလုပ်မှဆိုပြီးတော့တမီးကိုပြောပြကြတယ်မမေရဲ့။ဒါနဲ့မမေတတော်လည်းဒီတစ်ခါခရစ်စမတ်တပင်အကြီးကြီးလိုချင်တယ်။မဖေနဲ့မမေတတော်အတွားဝယ်ပေးမယ်မဟုတ်လား။ ဒါပေါ့ကလေးရဲ့ဒါပေါ့ဒါပေါ့အဖေနဲ့မေလည်းစ조사နေပါတယ်ရှားနိုင်တော့ကတော့လှုပ်ပေးမယ်နော်ခရစ်စမတ်နေ့ရောက်ဖို့ဆိုတော့ကလည်းနောက်ထပ်လိုအပ်သေးရပဲခဏလေးထပ်ဆောင်လိုက်နော်ကဲတော့တော့ထမင်းစားဖို့အတွက်အမေလှုပ်ပေးမယ်ဖေကလည်းလာနေလောက်ပြီခဏနေတော့ဒေးဗစ်တယောက်ရှိလာခဲ့ပါတယ်သူလည်းအပြင်မှာအလုပ်သွားရှာနေခဲ့တာပါသူကအလုပ်ကျန်းတွေကိုကြုံရကြပန်လို့ရတဲ့သူဖြစ်ပြီးလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်းအလုပ်မရတဲ့အတွက်စိတ်ပြက်လက်ပြက်ရှိနေခဲ့ရပါတယ်ဂျူလီရေငါလည်းအတော်လေးစိတ်ညစ်တယ်ကွာ အလောက်ကလည်းမကောင်းဘူးဘယ်နေရာမှာမှအလောက်တခုရှားလို့လည်းမရဘူးအလောက်ကောင်းရင်တော့ Christmas ပွဲကိုငါတေးချလေးဆင်ဝဲမယ်ဆိုပြီးတော့စဉ်းစားထားတာဒီနေ့ငါအလောက်နည်းနည်းလုပ်ပြီးတော့ရှားလာခဲ့တဲ့ပတ်စံလေးနဲတော့နဲရယူထားလိုက်နော်ဒီပတ်စံကိုတော့တည်တံဖယ်ထားလိုက်ပါငါတို့အိမ်မှာပဲ Christmas ပွဲနေ့ကျရင်ပါတီပွဲအသေးလေးတခုလောက်ကြတာပေါ့ကလေးတွေစားတော့ဖို့အတွက်ပစ္စည်းကိုလည်းငါတို့ဝယ်ရအောင်မယ်လေအင်းဟုတ်တယ်ဟုတ်တယ်အိမ်မှာပတ်စံတွေကလည်းကုန်နေပါပြီရှင် အဲ့အကြောကျမတို့ဖြေရမယ့်ကိစ္စတွေကလည်းအများအကြီးပဲရှိသေးတယ်။ကျမဒီနေ့တထင်းမကိုပတ်စံနဲ့ကြိုးထုတ်ပေးဖို့အကြောလည်းပြောခဲ့သေးတယ်။ခလေးတွေကလည်းအိမ်မှာခရစ်စမတ်တစ်ပင်လိမ့်နေခရစ်စမတ်ပွဲကိုပျော်ပျော်ရွှင်ဆင်နွှဲခြင်းနဲ့ဆိုပြီးတော့လည်းတောင်းဆိုထားကြတယ်။မနေ့ပြန်ကျမအလုပ်ကိုသွားတဲ့အခါကျရင်တော့တထင်းမနဲ့စကားပြန်ပြောကြည့်ရမယ်။ဂျူလီကတော့တည့်တထင်းမကက်သရင်သူ့ကိုပတ်စံအနှဲငယ်ကြိုးထုတ်ပေးမယ်ဆိုရဲမျှော်လင့်ချက်ရှိနေခဲ့ပါသေးတယ်။အဲ့တော့ကြောင့်လေဂျူလီကတော့နောက်ထပ်ရက်ပေါင်းများစွာကြာတဲ့အထိကက်သရီးရဲ့အိမ်မှာအလောက်တွေကိုပို့ပြီးလောက်ကင်ပေးနေခဲ့ပါသေးတယ် ဂျူလီကအလောက်ကနေပြန်လာနေခဲ့တဲ့အခါမှာနေ့စဉ်နေ့တိုင်းပတ်စံနဲ့နေသူမကိုကြုံထုတ်ပေးဖို့အတွက်ပြောခဲ့ပါရီဒါပေမဲ့ကက်သရင်းကတော့ပတ်စံကြုံမထုတ်ပေးတဲ့အပြင်အလောက်တွေကိုအကြောင်းပြပြီးဝေဝိုင်းနေခဲ့ပါရီကက်သရင်းကလည်းစတိုဂန်နဲ့ဝင်သွားခဲ့တဲ့အခါမှာတော့သူ့ရဲ့ရွက်ခမဖြစ်သူအရင်တုန်းကစင်ခဲ့တဲ့ခရစ်စပါတပင်အဟောင်းကြီးတစ်ခုကိုမြင်တွေ့ခဲ့ပါရီဒုက္ခပဲပစ္စည်းအဟောင်းအဆုတ်တွေကလည်းအများကြီးပဲအယ်ဘတ်ရဲ့အမေကတော့လေတကယ်ပဲဒီထဲမှာဘာပစ္စည်းအဟောင်းအဆုတ်တွေကိုထပ်ထားမှန်းငါနားကိုမလဲတော့ဘူး ဒီတပိအောင်အစုတ်ပြက်ကြီးကိုကြည့်ပါအောင်ဘလောက်တောင်မှဟောင်းနေပြီလဲဆိုတော့မြက်ပတ်စုတ်ပြက်တက်နေရပဲအခုခင်မြေမှာဒီ Christmas တပိကြီးကိုဘယ်သူမှလည်းအသုံးပြုကြတာမဟုတ်ဘူးဂျာကတော်တော်လေးကိုဒီဇိုင်းရဒိတ်အောင်နေပြီငါတော့ဒီတပိကြီးကိုအိမ်မှာထပ်ပြီးရမထားနိုင်တော့ပါဘူးငါရဲ့ကလေးတွေအတွက်ငါအရင်ကလာပါတဲ့ Christmas တပိတစ်ခု order မှထားပြီးသားလीဒီပစ္စည်းအဟောင်းအစုတ်တွေကိုဘယ်အချိန်ထိငါရဲ့အိမ်မှာထားနေအောင်မလဲကဲဂျူလီရဲ့ဒီတပိကိုထုတ်ပြီးရအပြင်မှာသွားပြစ်လိုက်တော့ အမိုက်တမလာလို့ရှိရင်တော့အမအတွေနဲ့အတူတူဓာရီအကုန်လုံးကိုလည်းသူရှူသွားလိမ့်မယ်။ဒါနဲ့ခဏနေအောင်။နင်လည်းခရစ်စမတ်တစ်ပင်ဝဲမယ်ဆိုတဲ့အကြောင်းပြောနေမှာမဟုတ်ဘူးလား။ဒါကိုရှူသွားလိုက်လေ။ငါအခုလောလောဆယ်တော့နင်ကိုပတ်စံကျုံမထောက်ပေးနိုင်သေးဘူး။အခုပွဲတော်အကြောင်းငါပတ်စံတွေအများကြီးတောင်းဆွဲနေရတာဆိုတော့ပတ်စံတွေအများကြီးပဲကုန်သွားပြီ။အဲဒါကြောင့်နင်ဒီတစ်ပင်ကိုတော့ရှူသွားလိုက်တော့။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်။ရပါတယ်ကျွန်မဒါကိုပဲရှူသွားလိုက်ပါတော့မယ်။ ကက်သလင်ကတော့ဂျူလီကိုပတ်စံကျုံမထောက်ပေးနိုင်ဘူးဆိုပြီးတခါရဲပြောပြလိုက်ပါရီအတော့အပြင်သူမအကြွားရခမဖြစ်သူရှိခဲ့တော့ကတင်ထားခဲ့တဲ့ခရစ်စမတ်တပင်အဟောင်းကြီးကိုလည်းပေးလိုက်ပါရီဂျူလီကလည်းခရစ်စမတ်တပင်အဟောင်းကြီးကိုယူပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါရီဂျူလီရဲ့မင်းခရစ်စမတ်တပင်ကိုဘယ်ရောက်နေပြီးတော့ယူလာခဲ့ရလဲဒါကကျမတထေမရခမဖြစ်သူကအသုံးပြုခဲ့တဲ့ခရစ်စမတ်တပင်လေသူရှိတဲ့အချိန်တုန်းကအသုံးပြုခဲ့တာတဲ့သူကအသုံးပြုဖို့မလိုဘူးဆိုပြီးတော့ကျမကိုပေးလိုက်တာ တီဗီတီဗီသူကမင်းကိုပတ်စံကြုံမထုတ်ပေးနိုင်ဘူးဆိုပြီးတော့ညင်းပေးလိုက်ကြပဲဖြစ်ရမယ်ဟုတ်လားဒီတစ်ပင်အဟောင်းကြီးကိုတော့သူမင်းကိုပေးလိုက်ကြပါလိငါသိတယ်ချမ်းသာတဲ့သူတွေကအရန်ကိုရက်ဆက်လွန်ကြတယ်ဆိုတော့ငါကောင်းကောင်းသိရပေါ့ပွဲတော်ကသူတို့အတွက်ပဲအရာထင်တယ်လို့မျိုးအရေးပါတယ်လို့မျိုးလုပ်နေကြတယ်ငါတို့အတွက်ဘာမှအရေးမပါတော့ဘူးလားရပါတယ်ရှင်ကိစ္စမရှိပါဘူးခရစ်စမတ်တစ်ပင်ကအသစ်ဖြစ်ဖြစ်အဟောင်းဖြစ်ဖြစ်ကျမတို့အတွက်တန်ဖိုးရှိပါတယ်ဘယ်လိုဆိုဒါကလူကြီးသူမတွေကအတုံးပြုခဲ့တဲ့အရာဆိုတော့ကောင်းတာပေါ့ ဒီတစ်ပင်ကျမတို့အိမ်ကိုရောက်ရှိလာတာနဲ့ကျမတို့မိသားစုဝင်တွေအကောင်လုံးရဲ့အခြေအနေရုပ်တရက်ပြောင်းလဲသွားမယ်ဆိုရင်လည်းကျမတို့အတွက်ကောင်းမွန်တဲ့အရာတွေဖြစ်လာတာပေါ့ကျမတို့စုထားတဲ့ပတ်စံလေးနဲ့ဈေးကလိုအပ်တဲ့ပစ္စည်းအချို့တော့ဝယ်လိုက်မယ်ပြီးရင်တော့ဒီတစ်ပင်ကြီးကိုကျမတို့တတိချာချာပြင်ဆင်ကြမယ်နော်ဒီနောက်မှာတော့ဒီမကခရစ်စမတ်တစ်ပင်ကြီးကိုတတိချာချာဆေးပြီးနောက်မှာတော့လှပတဲ့ဖေဖျားလေးတွေနဲ့မီးစိုးလေးတွေနဲ့အလှဆင်လိုက်ပါရီတပင်ကြီးကအရန်ကိုကြီးမားလုံးပြီးတကယ်အရန်ကိုလှပါလုံးနေခဲ့ပါရီကလေးတွေကရောက်ရှိလာခဲ့ပြီးပြောခဲ့ကြပါရီ မမေတမီးတို့ရဲ့ခရစ်စမတ်တစ်ပင်ကြီးကအရန်အားလာတာပဲဟုတ်တယ်မမေရဲ့တာရီရဲ့ခရစ်စမတ်တစ်ပင်ကြီးကတကယ်အရန်အားလာတယ်နော်မိသားလင်းခဲ့မယ်ဆိုရင်တော့တော်တော်လေးကိုလှမှာပဲနော်ခလေးအခုလိုပြောလိုက်တဲ့အချိန်မှာပဲတပင်မှာရှိတဲ့မိလုံးတွေကမိလင်းလာခဲ့ပါတယ်သူတို့အားလုံးကလည်းရုတ်တရက်ဖြစ်ပေါ်လာတဲ့အတော့အံ့အားသင့်သွားခဲ့ကြတာပေါ့မမေရဲ့တပင်ကြီးကမော့အစွားတွေထက်နေရလားမသိပါဘူးနော်အကိုကမိလင်းသွားရင်ကောင်းမယ်လို့ပြောလိုက်တဲ့ဥစ္စာကိုချက်ချင်းပဲမိွေကလင်းလာခဲ့တယ်ဒါဆိုလို့ရှင်တော့တမီးလေးတခုခုပြောကြည့်လိုက်မလေး mm crispa တစ်ပိတ်အပေါ်မှာတခြားလုံးတွေချောကလက်တွေအများကြီးရောက်လာပါစေကြီးနေတဲ့အချိန်ခဏအတွင်းမှာပဲတစ်ပိတ်တစ်ခုလုံးမှာချောကလက်တွေတခြားလုံးတွေနဲ့ပြေးလာသွားခဲ့ပါတော့ရေအားလုံးကလည်းထောင်ရီကုမြင်တွေ့ကြရတဲ့အခါမှာအားတင်နေခဲ့ကြတာပေါ့တကယ်ပဲဒီတစ်ပိတ်ကြီးကမှအစွမ်းထက်နေရပဲခလေးတွေတောင်းဆိုတဲ့အရာအားလုံးကိုတစ်ပိတ်ကြီးကပေးခဲ့တယ်ကျမဖြေရှုံတော့မယုံနိုင်ဘူးဂျာရီအားလုံးကဘလို့ဖြစ်ရတာတော့ဟေးဟုတ်တယ်တော့ဂျူလီဒီတစ်ပိတ်ကြီးကတကယ်မှအစွမ်းနေထက်နေရပဲ မမေရဲ့တောက်ပိုက်တွေတအားကိုစားရပဲတောက်ဒီခရစ်စမတ်တပင်ကြီးစီကနေပြီးတော့ကိတ်မုတ်တစ်လုံးလောက်တောင်းလို့ရရင်ဘလောက်တောင်းမှကောင်းလိုက်မလဲနော်ကိတ်စားချင်တယ်မမေရဲ့ကိတ်ရန်စားချင်တာပဲကလေးငယ်လေးကအခုလိုတောင်းဆိုလိုက်တဲ့အချိန်မှာပဲကိတ်မုတ်တွေအများကြီးရောက်ရှိလို့လာခဲ့ပါရယ်ခဏကြာမှတော့တပင်ကြီးရဲ့ကနေအတန်တန်ထွက်ပေါ်လာခဲ့ပါရယ်ငါမော်စွမ်းထက်နေတဲ့ခရစ်စမတ်တပင်ကြီးပဲနင်တို့ငါစီကနေကြိုက်တာတောင်းဆိုပြုလို့ရတယ်ဂျူလီနေရာကအရန်လှပသွားအောင်လို့စင်မြန်းပေးခဲ့တယ် ငါတော့စတိုကန်နဲ့မပဲနှစ်ပေါင်းများစွာကြောင်းနေခဲ့ရတာ။ငါကိုကြည့်ရှုပေးမဲ့သူဘယ်သူမှမရှိခဲ့ဘူး။နင်ကတော့ငါ့ကိုအလှပအောင်ပြင်ဆင်ပေးခဲ့တယ်။ငါဘလောက်ထောင်မှလှပနေလိုက်ကလေး။နင်တတိစစ်သားလေးပွဲကိုဆင်းရဲနော်။ကျေးဇူးများကြီးတင်ပါတယ်ခရစ်မတ်တပင်ကြီးရေ။ကျမတို့ရဲ့လိုအပ်ချက်တွေကိုအခုလိုဖြည့်ဆည်းပေးရတော့ပါ။ကျမတို့ရဲ့ဒီနေ့ခရစ်မတ်ပွဲတော်လေးကတော့မမေ့ရနိုင်အောင်လို့အရန်ကိုလှပနေရောမှာပဲ။မစိုးရိမ်ပါနဲ့ဂျူလီရဲ့နင်အခုချိန်ကစပြီးစစ်စင်ရဲ့နေစရာမလိုတော့ဘူး။ နေရဘွားကိုလည်းကောင်းမွန်ချမ်းသာစွာနေထိုင်ဖို့အတွက်အခွင့်အရေးတစ်ခုရရှိလာခဲ့လိမ့်မယ်။ငါနဲ့အရာအားလုံးပေးမယ်။ခရစ်စမတ်သပင်ကြီးရဲ့အကူအညီနဲ့ပဲဂျူလီရဲ့တိန်လေးကအရန်ကိုလှပပြီးခနာထဲဝါတဲ့အင်ဂျီတိန်ဖြစ်ပြောင်းလဲသွားခဲ့ပါရီ။အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကလည်းအပြည့်ရှိပါရီ။သပင်ကြီးကိုယ်တိုင်ကလည်းအိမ်တိန်လုံးကိုလှပခနာထဲဝါနေအောင်ပြင်ဆင်ချေတာပေးလိုက်ပါရီ။သပင်ကြီးကိုယ်တိုင်ကလည်းပျော်ရွှင်စွာနဲ့ကောက်ခုန်နေခဲ့ရပါဘော။ ရစ်စပန်နေလီမာဂျူလီကတော့သူ့ရဲ့မိသားစုဝင်တွေနဲ့ပျော်ရွှင်စွာနဲ့ပဲပွဲတော်ကိုဆင်နွှဲနိုင်သွားခဲ့ပါပြီ။ကက်သရင်းကတိအောင်တွေအားလုံးကိုသိရှိသွားခဲ့ပါတယ်။သူမပေးလိုက်တဲ့တပင်ကြီးကမော်တပင်ကြီးဖြစ်နေတဲ့စရာကိုသိရနဲ့သူမတပင်ကြီးကိုပြန်ယူဖို့အတွက်ဂျူလီတို့အိမ်ကိုချက်ချင်းရောက်ရှိလာခဲ့ပါတယ်။ငါရဲ့တပင်ကိုပြန်ပေးလိုက်တော့ဒီမော်အစွမ်းထက်နေတဲ့တပင်ကြီးကငါရဲ့တပင်ပဲ။အမရဲ့အမကိုရိုင်းဒီတပင်ကိုပြစ်လိုက်တာလေ။အခုပြန်လာယူပြန်ပြီ။ဂျူလီရဲ့နေမစိုးရင်ပါနဲ့ငါဒီကနေဘယ်ဟုတ်မှမတော်ဘူး။ ။သတိမြေနေရငါ့ကိုထိမ့်သိမ်းဆောက်ရှောက်ပေးခဲ့တာမျိုးမရှိဘူး။ငါ့ကိုမင်းရဲ့ရခမဖြစ်သူကအမြဲတမ်းဆောက်ရှောက်ပေးခဲ့။သူကဘလောက်တောင်မှပြုစုပေးခဲ့လိုက်တယ်။သူမရှိတော့တဲ့နောက်နေရငါ့ကိုတခါရက်စတိုကန်ထဲမှာပြစ်ထည့်ထားလိုက်တယ်။ဇူလီကကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လို့ငါ့ကိုဒီလောက်ထိလှပသွားအောင်ပြင်ဆင်ပေးခဲ့တာလေ။ငါအခုဒီမှာပဲနေတော့မယ်နင်ဒီကနေပြန်သွားလိုက်တော့ကတရင်ကလည်းပြောစရာမရှိတော့တဲ့အဆောင်အင်ကိုပြန်သွားခဲ့ရပါတယ်။ဂျူလီတို့မိသားစုကတော့တစ်ပင်ကြီးကိုပိုင်ဆိုင်ခွင့်ရှာပြီးဘဝလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်